ကြောက်ကံ့ယောဂအကြောင်းစင်းယုံယုတ်တည်းရတန်းလိုက်ရတဲ့ထထမို့ဦးရန်ကုန်ဆယ်လီမျိုးပရိသတ်များအလုံးမေမင်္ဂလာပါရှင်ပရိသတ်များရှင်အခုနောက်ပိုင်းမှာဆိုရင်ထထမို့ဦးကကျမ်းမာရင်ခြူကြလာခဲ့တာမို့မကြာခဏဆိုသလိုစင်းယုံတန်းအပါရင်ပြီးခဲ့တဲ့နှစ်ကစပြီးကျမ်းမာရင်ကိုတစ်ခုပြီးတစ်ခုဖြစ်သလိုမတော်တဆလည်းမကြာခဏဆိုသလိုဖြစ်လေရှိပါတယ်ထထမို့ဦးကတော့သူမမှာအသင်ယောဂဖြစ်တာကြောင့်စင်းယုံမကြာခဏတက်ရတယ်လို့သာအတည်ပြုထားတာပါအသင်ယောဂကြောင့်စင်းယုံကိုအိမ်ဦးနဲ့ကျမ်းမြင်လုပ်နေရတဲ့ထထမို့ဦးကနောက်ထပ်ယောဂတစ်ခုပါတိုးလာခဲ့တာပါထထ တမုံကကြောက်ကန်ယောဂမှာတွန်းလာခဲ့ပြီးစေယုံတာတဲ့အချိန်ထိရောက်သွားခဲ့တာပေါ့အရင်တော့ကကြောက်ကန်ယောဂမရှိခဲ့ပဲအခုနောက်ပိုင်းမှာတော့သူမမှာကြောက်ကန်ယောဂဖြစ်နေနေဆိုတာသိလိုက်ရတာပေါ့ကြောက်ကန်ရောင်လာတဲ့ပြင်ကြောက်ကပ်ပါတင်နေတာပါဒါကြောင့်မလို့ထထမုံကဝမ်းပိုင်နဲ့ခါတဝိုင်းနာမှာနာကျင်တဲ့ဒဏ်ကိုခံလာခဲ့ရပါတယ် ဒါရီကြောင့်ပဲထက်တံမိုးကပြီးခဲ့တဲ့ရက်မှာစင်းယုံတက်ပြီးစင်းကူတာလိုက်ရတာပါအခုနောက်ပိုင်းမှာဆိုထက်တံမိုးကတလတစ်ခါလောက်ကိုစင်းယုံပုံမှန်တက်နေရတာဖြစ်ပါတယ်အသင်းယောဂကလည်းအသင်းလေးဖို့အချိန်ထိစိုးဝါနေတာမို့ပုံမှန်စင်းကူတာနေရတာပါတလတစ်ခါဘန်ကောက်ထိသွားပြီးစင်းကူနေရတာပါအသင်းယောဂကြောင့်စီကံနဲ့မပြတ်ဖြစ်နေရတဲ့အချိန်မှာကြောက်ကံယောဂပေါင်းထပ်ဖြစ်လာခဲ့တာပေါင်းကြောက်ကပြက်စင်းရဲ့အထိဖြစ်မသွားအောင်တိချ ကုသွားရမှာဖြစ်ပါတယ်။ထထမိုးကအယိုးစစ်တွေနဲ့တိတ်မကောင်းတော့ပဲမကြခဏဆိုသလိုတန်ဖြစ်နေတာပါ။ပြီးခဲ့တဲ့ငလင်တုံးကလည်းတိုက်ပေါ်ကနေပြေးစင်းရင်လက်ကျိုးထားတာပါ။ဒါပြင်ချော်လေးနဲ့တန်ကြောင့်ခါပိုင်နဲ့ထိထားကလမ်းလျှောက်ရတာအစစ်မပြေဖြစ်နေပါတယ်။ရှေးဘွားကအကျိုးဆက်တွေကြောင့်အခုဘွားမှာအခုလိုခံစားနေရတယ်လို့သာထထမိုးကမှတ်ယူထားတာပါ။ဇမိုင်းမကောင်းတာကြောင့်လေးကျင်ကလည်းမလုံနိုင်သလိုစီးရင်ရဲ့ဘေးအတွက်စိုးကြိုးကြောင့်အဝလွန်နာတွေကိုလည်းနောက်ဆက်တွဲခံစားနေရတာပါ။ဒါကိုတချို့ပြည်သက်တွေကအပြစ်မှတွေ့နေချင်းအယံဝလုံးနေတဲ့ဆိုပြီးဝေ events on Ashimani. အခုလိုဝေဖန်တာမျိုးဆိုတတမုံကလုံးဝတီးမခံနိုင်ပါဘူးသူမအနေနဲ့ကျမ်းမအင်ကြောင့်ခုလိုဖြစ်နေရတာကိုအပြောခံရတာကြောင့်ပါတတမုံကကျမ်းမအောင်ကြိုးစားနေထိုင်နေတာဖြစ်ပြီးအစားဆိုလည်းရှမ်းရှောင်ပါတယ်အပြုတ်ကိုယ်တာနေ့စဉ်တုံးဆောင်နေတာမျိုးညင်းငွေပြင်းပြင်းလေးတမီလေးစလင်းဝတီထက်နဲ့တူပြောချင်နေတာကြောင့်ကျမ်းမအောင်နေနေတာပါတတမုံကတစ်ချိန်လုံးကအမှုပညာလောကရဲ့ဘင်းမတယောက်ဖြစ်ခဲ့တာမျိုးပရိသတ်တွေကတော့ရုပ်ရှင်ပိတ်ကားပေါ်မှာပြန်မြင်ချင်းကြပါတယ်ဒါပေမဲ့လည်းကျမ်းမအင်မကောင်းတဲ့အခြေအနေနဲ့မျိုးသူအနေနဲ့ရုပ်ရှင်ပြန်ရိုက်ချင်တဲ့စိတ်လည်းလုံးဝမရှိပါဘူးသ ီလာရှင်ဝတ်ပြီးလူပြန်ထွက်လာတဲ့အချိန်တုန်းကထက်ထမို့ကရုပ်ရှင်ဇာတ်ကားကြီးတွေတကားစာနှစ်ကားစာပြန်ရိုက်ပါတည်ရင်ခုနှစ်ပိုင်းတွေမှာတော့ရုပ်ရှင်ဇာတ်ကားလုံးဝပြန်မရိုက်တော့ဘဲနေနေတာဖြစ်ပါတယ်ထက်ထမို့ကအမှုပညာဝိုင်းရင်တယောက်ဖြစ်တဲ့လုံးမျက်လုံးအကြည့်တွေနဲ့တင်း item ကိုကစားနိုင်နေဆိုတာဒီနှစ်ထဲမှာရှုံတင်ပြသထားတဲ့မာယာယထာမောင်းနဲ့မိမရုပ်ရှင်ဇာတ်ကားကြီးမှာမြင်တွေ့နိုင်ပါတယ်အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာ item ပြီးပြင်တာကြောင့်လည်းအမျိုးသမီးဆက်ဆောင်စုအတွက်ပါခံမှန်းနေကြတာပါတယ်အဆုံးထိကြည့်ရှုပြီးငယ်ကြတဲ့တယောက်ချင်းစီတိုင်းက ကိုလည်းကျေးဇူးများတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့အတူလက်တလောဖြစ်ပျက်နေတဲ့အမှုပညာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်မတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပေးကြတဲ့မိတ်ဆွေများအားလုံးအမြဲတမ်းစိတ်ချမ်းသာကိုယ်ချမ်းမာနေနိုင်ကြပါစေရှင်။